လူတိုင်းကတဲ့အမှားနဲ့မကင်းပါဘူးတဲ့အမှားရှိမှအမှန်ကိုပြင်လို့ရတာဖြစ်တယ်တဲ့အဲ့တော့မှန်လားမေ့တော့ဒီယာကမှန်ပါတယ်ဒါပေမဲ့အိမ်တော်ကြီးနဲ့ချစ်သူကြီးတွေအကြားထဲမှာကြတော့မမှန်နေဘူးခမဥပမာခဏကပြောတဲ့အရာကကျွန်တော်ထမင်းတစ်ခါမှမချက်ဘူးလို့ဟင်းတစ်ခါမှမချက်ဘူးလို့ပထမဦးဆုံးစားချက်တဲ့အခါမှာအကျွန်တော်မလုပ်ဘူးတဲ့အရာဖြစ်တဲ့ကြောင့်အမှားရှိမယ်အမှန်ကိုသိသွားတာမှန်တယ်ခမပြီးလို့ရှိရင်ကျွန်တော်တစ်ခါမှကိုမသွားဘူးတဲ့လမ်းကြောင်းတစ်ခုကိုသွားတဲ့အခါမှာ ဒါကျွန်တော်တို့လမ်းမတက်တယ်ဒါအလမ်းမပြီးတော့မှအမှန်လမ်းကိုမြင်တာဒါတွေကလုံးဝလက်ခံလို့ရတယ်ဒါပေမဲ့အိမ်တော်ကြီးနဲ့ဒီအချစ်ကြီးဘိုင်းမှာဖောက်ပြန်တဲ့အရာကြတော့ဒါကမဟုတ်နေဘူးခင်ဗျာဘာကြောင့်လဲဆိုတော့ဥမာအိမ်တော်ကြီးဖောက်ပြန်တယ်ခင်ဗျာမိန်းကလေးကပဲဖောက်ပြန်ဖောက်ပြန်ယောက်ျားလေးကပဲဖောက်ပြန်ဖောက်ပြန်ဥပမာကျွန်တော်မှားသွားတယ်ဆိုလို့ပြောလို့ရအောင်အဓိကအရေးကြီးဆုံးအချက်ကကိုယ့်ရဲ့အိမ်တော်ဘက်နဲ့အိတ်လို့ရှိရင်လည်းဒီရတာပဲတခြားတစ်ယောက်နဲ့တော့အိတ်လို့ရှိရင်လည်းဒီရတာပဲအဲ့ဒီအရာကိုကျွန်တော်တို့က တိတိကြီးနဲ့တမင်နဂါကိုအမှားခံပြီးတော့မှသွားပြီးတော့ပတ်သက်တယ်ဆိုတာဒါကကျွန်တော်တို့တမင်နဂါမှားတာအဲ့တော့အစတည်းကမမှားတဲ့အရာပေါ့ဗျာခဏကကျွန်တော်ပြောတဲ့လိုမျိုးကိုမသွားဘူးတဲ့လမ်းကြောင်းတစ်ခုကိုသွားတဲ့အခါမှာကြတော့ဒါကမသွားဘူးသေးလို့မှားတာအဲ့တော့အိမ်ဟိုရေးဖောက်ပြန်တယ်ဆိုတာကဒီလူနဲ့အဲ့ရင်အဲ့ရင်ဒီလိုရတာဒီလိုပုံစံဒီလိုမျိုးခန်းစားချက်တွေပဲသွေးသားကတောင်းဆိုတာပဲဖြစ်ဖြစ်ဒီလိုပုံစံတွေပဲဖြစ်လာမှာပဲဒီအရာကိုကျွန်တော်တို့ကလုံးဝအစတည်းကမမှားတဲ့အရာဖြစ်တဲ့အတွက်ကြောင့် မှားအမှားတွေနည်းတဲ့နည်းစီချင်ပါလေအဲ့တော့ကျွန်တော်အမြဲတမ်းဒီဖောက်ပြန်တဲ့အပိုင်းဆိုင်ရာတွေကိုအမြဲတမ်းပြောရတဲ့အဓိကအကြောင်းရင်းကဖောက်ပြန်မှုတွေကင်းဝေးစေချင်တယ်ဖောက်ပြန်မှုတွေနည်းတဲ့နည်းစီချင်ပါလေဘာကြောင့်လဲဆိုတော့ဖောက်ပြန်တဲ့အခါကြလို့ရှိရင်ဖောက်ပြန်ခံရတဲ့အတူတွေကတော့အမြဲတမ်းအလုံးတိတဲ့အတိုင်းပဲခံစားရတဲ့အခါမှာအရန်ခံစားရတယ်အဲ့ဒါကြောင့်မို့လူငယ်တွေအားလုံးအနေနဲ့ပေါ့နော်ကိုယ့်ရဲ့ဘဝမှာရှစ်သူဘဝပဲဖြစ်ဖြစ်အိမ်တော်ဘက်ပေါ်ပဲဖြစ်ဖြစ်ဒီအရာကိုထည့်ပြီးတော့စဉ်းစားရမယ်တစ်ချက်ရှိတာကကိုဖောက်ပြန်တော့မယ်လို့ အာတွေးနေပြီးဆိုရင်ဥပမာကိုကတခြားတယောက်နဲ့သွားအိတ်နေတော့မယ်အိတ်တော့မယ်လို့အချိန်ဆဲဆဲမှာစဉ်းစားလိုက်မိန်းကလေးဆိုရင်လည်းဟုတ်ပြီကိုတခြားတယောက်နဲ့အိတ်တော့မယ်ဆိုရင်ကိုရဲ့ယောက်ျားဖြစ်တဲ့သူကရောတခြားကောင်မလေးတယောက်နဲ့အထူးထူးအိတ်နေမယ်ဆိုရင်ရင်ထဲမှာဘလို့ခံစားရမလဲဆိုတဲ့ခံစားချက်ကိုကိုကခဏတတိရလိုက်တူတူပဲကျွန်တော်တို့အမျိုးသားတွေကယောက်ျားလေးတွေကလည်းကိုတခြားမိန်းကလေးတယောက်နဲ့အိတ်တော့မယ်ဆိုရင်ကိုအိမ်မှာရှိတဲ့ဇနီးမယား ဇနီးမယားကရောတခြားအကောင့်တယောက်နဲ့အိတ်နေမယ်ဆိုရောကိုယ့်ရင်ထဲမှာဘလို့ခံစားရမလဲဆိုတော့ဒီခံစားချက်ကိုကျွန်တော်တို့တစ်ချက်လေးတတိရလိုက်မယ်ဆိုရင်တေချာတခါတော့ဒီလိုအရာမျိုးဘယ်တော့မှလှုပ်ဖြစ်တော့မှာမဟုတ်ဘူးဒါကိုချင်းစာတာလေတယောက်နဲ့ကြောင်းနဲ့ကိုချင်းစာတဲ့စိတ်ရှိတယ်ဆိုရင်ကျွန်တော်တို့ဖောက်ပြန်တဲ့ အရာကဘယ်တော့ခါမှဖြစ်လာမှာမဟုတ်ပါဘူးအဲ့တော့အားလုံးနေတဲ့ကကျွန်တော်တို့ဖောက်ပြန်မှုအဓိကဖြစ်လာတဲ့အကြောင်းရင်းကအဲ့ဒီကိုချင်းစာစိတ်ရယ်ပြီးတော့ကျွန်တော်ကိုချင်းတရားရယ်ပြီးတော့ဘာသာရေးလိုက်ပြောမယ်ဆိုတော့ဘာသာရေးတွေကျွန်တော်နည်းနည်းလေးအားနေသွားတာတွေဒါတွေကြောင့်ကျွန်တော်တို့ကလောကမှာဒီຢာတွေကိုကျွန်တော်တို့ကအပျော်အပါလို့ပဲထင်ပြီးတော့မှမှားလေလမ်းကြောင်းပေါ်မှာလူတွေကမှားလို့မှားမှန်းမသိဘူးဒီຢာတွေကိုဆက်မှားနေကြတာဖြစ်တယ်အဲ့တော့ဒီပြိုလေးကိုကြည့်ရှုနေတဲ့လူငယ်တွေအားလုံးနေနဲ့ ကျွန်တော်သင်ခန်းစာယူပြီးတော့မှနောက်ထပ်ကိုဘွားရဲ့လမ်းမှာပေါ့နော်ကိုကမှားဖို့အတွက်လမ်းစာပြုတ်နေတယ်ဆိုလဲပြင်နိုင်ကြတဲ့သူတွေဖြစ်ပါစေအဲ့တော့အားလုံးလဲကျွန်တော်လမ်းမှန်တွေရောက်ပြီးတော့တယောက်နဲ့တယောက်နဲ့တစ္ဆာရှိတဲ့တစ္ဆာတကယ်ကိုတန်ဖိုးထားပြီးတော့မေတ္တာတရားနေနဲ့ခိုင်မာတဲ့ချစ်ချင်းမေတ္တာတွေနဲ့ဆုံတွေ့တဲ့အချစ်ရည်တွေအိမ်တော်ရည်တွေပိုင်ဆိုင်နေကြပါစေလို့ဆုတောင်းပေးပါတယ်ဗျာ